အားလုံးပဲမင်္ဂလာပါတခြားနေရာနေကြိုဆိုပါရစေကျမကတော့မျိုးပါဒီခါမှလည်း JPT M5 level မင်းနာတော့ညီဟွန်ကဖတ်စာအုပ်သင်ရိုးတဲ့ကသင်ခန်းစာ20 lesson 20ရဲ့ grammar pattern လေးတွေကိုတူတူလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့အဓိကလေ့လာမယ့်အချက်ကအားလုံးပေါင်း၄ချက်ရှိပါတယ်ဆိုတော့ပထမ၃ချက်ကိုဒီပထမဗီဒီယိုထဲမှာရှင်းပြပြီးတော့မှနောက်ဆုံးတစ်ချက်နံပါတ်၄လေးကိုဒုတိယဗီဒီယိုနဲ့ရှင်းပြမှာဖြစ်ပါတယ် ဆိုတော့ပထမဆုံးတွေ့ရမယ့် polite and plain ပေါ့နော်ဆိုတော့ polite ဆိုတာကကြတော့ယဉ်ကျေးတဲ့အတုံးနှုံးဖြစ်ပြီးတော့ plain ကကြတော့တာမန်အတုံးနှုံးကိုဆိုလိုချင်တာပေါ့နော်ဆိုတော့ polite ဆိုရင်ကိုထက်အထက်လူကြီးကိုရဲ့အသက်ကြီးရဲ့လူတွေနဲ့စကားပြောတဲ့အခါမှာယဉ်ကျေးတဲ့အတုံးနှုံးလေးတုံးပြီးတော့မှ plain style ကကြတော့ကိုနဲ့တငယ်ချင်းသုံးဖို့ကိုရဲ့မိသားစုဝင်နဲ့ကိုထက်ငယ်တဲ့လူတွေနဲ့တုံးတဲ့အခါမှာတုံးတဲ့အတုံးနှုံးလေးပေါ့နော်ဘယ်ဟာ polite ဘယ်ဟာ plain ဆိုတာကို example sentence လေးနဲ့တစ်ချက်လောက်လေ့လာမယ်ဆိုတော့ ashita tokyo e ikimasu အရှတာတိုကျိုအီခုဆိုဒီစာကြောင်းနှကြောင်းအထိပ္ပယ်တူတူပဲပေါ့နော်မနက်ဖြန်တိုကျိုကိုသွားမယ်မနက်ဖြန်တိုကျိုကိုသွားမယ်ဆိုဒီစာကြောင်းနှကြောင်းမှာဒီအီခိမတ်နဲ့သုံးလိုက်လို့ရှိရင်သူကယဉ်ကျေးတဲ့အတုံးနှုံးလေးနဲ့သုံးတာဖြစ်ပြီးတော့မှအီခုဆိုတဲ့ dictionary ပေါ့နော် G-Shock ခိုင်နဲ့သုံးလိုက်လို့ရှိရင်ဒီဟာက plain style တာမန်ပြောတဲ့စကားအတုံးနှုံးလေးဖြစ်သွားတယ်ပေါ့နော်နောက်တစ်ကြောင်းလေ့လာမယ်ဆိုရင်လည်း Mainichi Isogashi das Mainichi Isogashi ဒါဆိုရင်နေ့တိုင်းအလုပ်များတယ်နေ့တိုင်းအလုပ်များတယ် ီဆိုဂါရှိလို့ပြောလိုက်လို့ရှိရင်ဖိုလိုက်စတိုင်ပေါ့နော်ရင်ချေးတဲ့အုံနှုံးလေးဖြစ်သွားပြီးတော့အီဆိုဂါရှိဆိုလို့ရှိရင်ယိုယိုတာမန်အုံနှုံးလေးဖြစ်တယ်ပေါ့နော်နောက်တစ်ချောင်းလေးလာမယ်ဆိုရင်ဆူမိုဂါစကီဒတ်ဆူမိုဂါစကီဒတ်ဒီကဆူမိုအားကစားကိုချိန်နှစ်သက်တယ်ဆူမိုအားကစားကိုချိန်နှစ်သက်တယ်ပေါ့နော်ဆူကီဒတ်ဆိုပြီးတော့ဒတ်နေနဲ့တွေ့လိုက်လို့ရှိရင်ဖိုလိုက်စတိုင်ရင်ကျေးတဲ့အုံနှုံးလေးဖြစ်ပြီးတော့မှစကီဒတ်ဆိုလို့ရှိရင်ဒါကပလိန်စတိုင်ပေါ့နော်တာမန်အုံနှုံးလေးပဲဖြစ်ပါတယ် ောက်တစ်ချောင်းလေးလာမယ်ဖူဂျီဆန်နီနိုဘိုရီတိုင်းသက်ဖူဂျီဆန်နီနိုဘိုရီတိုင်းဒီမှာဆိုရင်လဲနိုဘိုရီတိုင်းသက်ဆိုတာကရင်ကြီးတဲ့သုံးနှုန်းလေးဖြစ်ပြီးတော့နိုဘိုရီတိုင်းဆိုတာကတာမန်ရိုးရိုးအသုံးနှုန်းလေးပဲဖြစ်တယ်နော်နောက်တစ်ချောင်းဒွိဇ်အေအီတာကိုတိုကအာရီမာဆန်ဂျာမနီကိုမသွားဘူးဘူး ဒွိဇေအီတာကိုတိုကနိုင်ဂျာမနီကိုမသွားဘူးဘူးအတိတ်ပဲကတော့အတူတူပဲအာရီမာဆန်လေးနဲ့သုံးရင်ဖိုလိုက်စတိုင်ပေါ့နော်ရင်ကျေးတဲ့သုံးနှုန်းလေးဖြစ်ပြီးတော့နိုင်ဆိုရင်တော့ရိုးရိုးတာမန်အသုံးနှုန်းလေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘလိုဟာမျိုးကဖိုလိုက်စတိုင်ဘလိုဟာမျိုးက plain style ဆိုတာကိုနားလည်သွားပြီပေါ့နော်ဆိုတော့အကျယ်တဝင်းကနံပါတ်၄အချက်မြောက်မှာဒုတိယဗီဒီယိုလေးမှာရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုနံပါတ်၁ကလေးကိုနားလည်သွားပြီ။ဖိုလိုက်နဲ့ plain ကဘယ်လိုမျိုးလေးလဲဆိုတာကိုဥပမာစာအကြောင်းလေးလေးဖတ်ခဲ့တာဖြစ်ပါတယ်။ နောက်နံပါတ်2ကိုလေ့လာမယ်ဆိုရင် pole light နဲ့ plane ကိုဘယ်လိုနေရာတွေမှာမှန်ကန်အောင်သုံးလဲပေါ့နော်ဆိုတော့ pole light style နဲ့ plane style မှာစကားပြောတွေမှာဆိုလို့ရှိရင်ဒီယဉ်ကျေးတဲ့အတုံးနှုံတွေက လူတယောက်နဲ့ပထမဆုံးအချိန်တွေ့တဲ့အခါမျိုးမှာဆိုရင်ဒီ pole light style လေးနဲ့သုံးမယ်နော် mass တို့ thus တို့ mash တို့ အဲ့လိုဟာမျိုးလေးနဲ့သုံးမယ်ပြီးကိုထက်အရာတို့ကြီးရဲ့လူကိုထက်အသက်ကြီးရဲ့လူနဲ့တွေ့တဲ့အခါမှာလည်းဒီလိုပိုလိုက်စတိုင်လေးနဲ့သုံးမယ်ပြီးလို့ရှိရင်ကိုနဲ့ပေါ့နော်အုပ်စုတစ်ခုနဲ့အဖွဲတစ်ခုနဲ့အတူတူဖြစ်နေတယ်ဆိုရင်တော့မှကိုနဲ့တိတ်ပြီးတော့မှမခင်သေးတဲ့သူမျိုးဆိုလို့ရှိရင်လည်းပိုလိုက်စတိုင်လေးနဲ့ပဲသုံးရမှာဖြစ်ပါတယ်ဒါဆို plain style လေးတွေကစကားပြောမှာဘလို့လူတွေနဲ့သုံးမလဲဆိုရင်အရန်ခင်တဲ့တငယ်ချင်းသူမျိုးပေါ်တာပေါ့နော်ပြီးကိုရဲ့လှုပ်ဖို့ကိုင်းဘက်တွေကိုရဲ့မိသားစုဝင်တွေကိုထက်အသက်ငယ်တဲ့သူတွေကိုသုံးချင်တဲ့အခါမှာဒီ plain style လေးနဲ့စကားပြောလေးတွေမှာသုံးလို့ရပါတယ်တဲ့ ။နောက်နံပါတ်2စာအရေးသားတွေမှာကြတော့ရင်ကျေးတဲ့အသုံးနှုန်းလေးတွေကဘာမှသုံးလဲဆိုရင်ရုံးစာတို့နော်။ပေးစာတို့ email တို့အဲ့လိုဟာမျိုးမှာဒီရင်ကျေးတဲ့အသုံးနှုန်းလေးနဲ့သုံးရမှာဖြစ်ပြီးတော့ဒီ plain style ပေါ့နော်ရိုးရိုးသားမှန်သုံးနှုန်းလေးရကြတော့ဥမာ diary ရေးတဲ့အခါတို့ဒါမှမဟုတ် daily report လို့ပေါ့နော်အဲ့အဲ့လိုမျိုး report လေးရေးတဲ့အခါမှာဒီ plain style လေးနဲ့ရေးလို့ရပါတယ်နော်ဟဲ့ဒါဆိုလို့ရှိရင်ရင်ကျေးတဲ့သုံးနှုန်းနဲ့ဒီရိုးရိုးသားမှန်သုံးနှုန်းနဲ့ကိုဒီလိုမျိုးလေးတွေ ွဲခြားပြီးတော့သုံးလို့ရပါတယ်။နောက်နံပါတ်3လေးကိုလေ့လာမယ်ဆိုလို့ရှိရင်စကပြောမှာ plain style လေးနေနေပေါ့နော်။တာမန်အသုံးနှုန်းလေးနဲ့သုံးတဲ့အခါမှာတို့တွေမှတ်သားရမယ်အချက်ကလေး၅ချက်ရှိပါတယ်နော်။ပထမဆုံးနံပါတ်1တစ်ချက်ကလေးကစကပြောမှာနော်။စကပြောမှာ plain style သုံးတဲ့အခါမှာမိခွန်းလေးတွေမိတဲ့အခါမှာဒီ verb action လေးတွေဆိုရင်တို့တွေကလေးနဲ့သုံးပြီးတော့ မိန့်လေးရှိရယ်နော်ဒါပဲမဆန်ကနော်မီမဆန်ကအဲ့လိုမျိုးလေးတွေကဆိုပြီးတော့ polite style တော့သုံးခဲ့တယ်နော်ဆိုတော့ဒီ plain style မှာကြတော့အဲ့ဒီရဲ့က particle ကလေးကိုဖြောက်လိုက်တယ်မြှုပ်လိုက်တယ်မပါဘူးပေါ့နော်ပြီးရင်နောက်ဆုံးစကားလုံးလေးကိုအတန်အောင်မြင့်ပြီးတော့ပြောတယ်တဲ့ဥပမာနော်မီမတ်ကဆိုတာအရင်တော့တို့ရေးသိခဲ့တဲ့ပုံစံလေးနော်တောက်မလားပေါ့ဒါဆိုရင်ဒီကလေးကမပါတော့ဘဲနဲ့ဒီရှိကနော်မီမတ်ရဲ့ G-Shock ခဲကြီးကနော်မှုနော်မှု နော်မူဆိုပြီးတော့အတန်လေးကိုအပေါ်ဝမြင့်ပြီးတော့ပြောလိုက်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုဆိုလို့ရှင်လဲ no me much တာကဒါအရင်တော့အထုတွေသုံးခဲ့တဲ့အသုံးနှုန်းလေးနော်တောက်ပြီးပြီလားပေါ့ဒါဆိုလို့ရှင်လဲစကားပြောရဲ့ plain style လေးမှာဆိုရင်သူကကလေးမပါတော့ဘဲနဲ့တဖောင်လေးနဲ့ non da ဆိုပြီးတော့မှအတန်လေးကိုအပေါ်ဝမြင့်ပြီးပြောမယ် non da အဲ့လိုမျိုးလေးပေါ့နော်အကြံဝင်ဆက်ပြီးတော့ example လေးနဲ့လေ့လာမယ်ဆိုလို့ရှိရင် ko hi o no mu အတန်လေးကနည်းနည်းလေးပေါ်တက်သွားရယ်နော်ပုံမှန်ဆိုရင် norm လို့တို့ရေးဖတ်တယ်နော်ဒါပေမဲ့မေးခွန်းဖြစ်တဲ့ကလည်းမပါခြင်းဘူး norm ကိုဟီအို norm coffee တောက်မလားတောက်မယ်ဆိုရင် um norm um norm in တောက်မယ်ဒီမှာဆိုရင် norm ကပုံမှန်တို့တွေချက်ခဲ့တဲ့လေယူလေတဲ့အတိုင်း norm question နဲ့မေးခြင်း norm အဲ့လိုမျိုးလေးပေါ့နော်နောက်တစ်ချက်ဆက်ပြီးလေ့လာမယ်ကိုဟီအို non da ကိုဟီအို non da ကော်ဖီတောက်ခဲ့ပြီးပြီလား on nonda on nonda အင်းတောက်ခဲ့တယ်ပေါ့နော်ဒါဆိုမေးခွန်းမှကြာရင် nonda အတန်လေးကိုအပေါ်မြင့်ပြီးတော့မှဒီတိလိုတဲ့စိတ်နဲ့မေးတဲ့အတန်ပုံစံမျိုးလေးပေါ့နော်ခိုဟီယို nonda on nonda အဲ့လိုမျိုးအတန်နဲ့အတန်ထားလေးတွေနဲ့ conversation လေးတွေစကားပြောလေးတွေမှာတတိထားပြီးတော့သုံးရမှာဖြစ်ပါတယ်เนาะအဲနောက်တစ်ခု question ပဲเนาะမေးခွန်းထဲမှာပဲ ခုနလိုမျိုး verb လေးနဲ့မေးတာမဟုတ်ဒီခေါက် noun တို့သုံးဖို့ not adjective နဲ့မေးတဲ့အခါမှာဆိုလို့ရှိရင်တဲ့ဒီ da လေးကိုလည်းမြှုပ်ထားလေးရှိတယ်ပုံမှန်ဆိုလို့ရှိရင်ဒီ noun တို့ not adjective တို့ရဲ့ plain style လေးက da လေးပါတယ်ပေါ့နော်ဆိုတော့မေးခွန်းမှာဆိုရင်ဒီ da လေးကိုမြှုပ်တယ်ဒါပေမဲ့အဖြေမှာဆိုရင်တော့ da ကိုပအောင်ပြောတယ်ပြီးအတန်ခက်ပြင်းပြင်းလေးထည့်ပြီးတော့ပြောပါတယ်တဲ့ဥပမာစာကြောင်းလေးဆိုလို့ရှိရင် konban hima ဒီညအာလာပေါ့နော်ဒါဆိုရှင် konban hima da ဆိုပြီးတော့မမေးဘဲနဲ့ konban hima လို့လေးမိရနော်မိကုန်းပါဒါဆိုရင်အဖြစ်ပြမိတဲ့ခါမှာ on he ma တို့မို့ on he ma da on he ma da ရောအဲ့လိုမျိုးလေးပြန်ဖြေရနော်နောက်နံပါတ်3လေးမှာကကြတော့ဒီ plain style နဲ့စကားပြောလေးတွေမှာ particle တချို့ကိုမြှုပ်ပြောလေးရှိပါတယ်တဲ့ example sentence လို့ကြည့်မယ်ဆိုရင် go hand ta be do အဲ့လိုမျိုးလေးပေါ့နော်တို့ဒီပုံမှန်ဆိုလို့ရှင်ဒီမှာ o လေးကိုသုံးတယ်လေနော်ဒီ noun နဲ့ဒီ verb ရဲ့ကြားထဲမှာ o ဆိုပြီးတော့ ထမင်းကိုစားမလားဆိုပြီးတော့အိုလေးကိုပအောင်ပြောတယ်ဒါပေမဲ့စကားပြောမှာအဲ့ဒီအိုလေးကိုမြုပ်ပြီးတော့ပြောလို့ရှိပါတယ်ဂိုဟန်ဘာပဲလို့ထမင်းစားမလားအဲ့လိုမမိတာပေါ့နော်အရှတာတိုကျိုအီကနိုင်အရှတာတိုကျိုအီကနိုင်မနက်ဖြန်တိုကျိုသွားမလားဒါဆိုရင်ဒီအလယ်မှာဟဲလေးကတို့ဒီပုံမှန်ဆိုရင်ထည့်ပြောတယ်ဒါပေမဲ့စကားပြော plain style လေးမှာမြုပ်ပြီးတော့ပြောရယ်เนาะ Ashita Tokyo Ikanai နက်ပြန် Tokyo သွားမလား ။このリンゴ美味しいね。このリンゴ美味しいね。ပုံမှန်ဆိုရင်အလယ်မှာဝလေးထည့်ပြောရအောင်နော်။このリンゴは美味しいですね。ဆိုပြီးအဲ့လိုသုံးတာပေါ့နော်။ဒီမှာ plain sound လေးပြောတဲ့အခါမှာဒီဝလေးကိုမြုပ်တယ်။ပြီးနောက်က that တွေပါလေမပါဘူးပေါ့နော်။နောက်တစ်ကြောင်ဆိုကိုနီဟာဆာမီအာရုအဲ့ဒီမှာကကြီရှိလား။အဲ့တော့ပုံမှန်ဆိုရင်အာရုရဲ့ရှိမှာတို့ရပါတီကဂါလီလိုက်တယ်လေနော်ဒါပေမဲ့စကားပြောမှာဂါလီမလိုက်ဖ ೇನೆ လဲမြုပ်ပြီးတော့ပြောလို့ရှိပါတယ်ဆိုခိုနီဟာဆာမီအာရု ဒီ o တို့ a တို့ wa တို့ ga တို့ဆိုတာကထည့်ပြီးပြောလဲအဓိပ္ပာယ်တူတူပဲမြုပ်ပြီးပြောလဲအဓိပ္ပာယ်တူတူပဲအဲ့လိုဟာမျိုးလေးဆိုရင်စကားပြောမှာမြုပ်ပြီးတော့ပြောလို့ရှိတယ်เนาะဖယ်ပြီးတော့ပြောတယ်ဒါပေမဲ့သတိထားရမှာက the တို့ ni တို့ kara ma the တို့ to တို့စသဖြင့် particle တွေရကြတော့မြုပ်ပြီးတော့ပြောလို့မရှိပါဘူးတဲ့ဒီ the တို့ ni တို့ kara ma the တို့ to တို့ဆိုလို့ရှိရင်เนาะထည့်ပြီးတော့မှပြောရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါထည့်မပြောလို့ရှိရင်အဓိပ္ပာယ်လွဲသွားနိုင်တယ်ပေါ့เนาะ ဥမာဘဲကနေပြီးတော့ဘဲအထိဒါဆိုရင်ဒီခါရတော့မတဲ့တူကလုံးဝဖြုတ်လို့မရဘူးပေါ့နော်ဆိုတော့ဒီဖြုတ်လို့မရတဲ့ particles လေးတွေလည်းရှိပါတယ်ဒါဆိုနံပါတ်၄လေးကိုလေ့လာမယ်ဆိုလို့ရှိရင်ဒီ plane style ရဲ့စကားပြောတွေမှာသဲဤရုဆိုလို့ရှိရင်အလေအဤလေးကိုမြှုပ်လိုက်ပြီးတော့ဖြုတ်လိုက်ပြီးတော့အတူကပုံစံမျိုးလေးနဲ့လည်းသုံးပါတယ် example sentence လေးကိုကြည့်မယ်ဆိုရင် jisho moteiru jisho moteiru ဒါဆိုဒီဤလေးကိုဖြုတ်ပြီးတော့မှ၄000ကျွန်းလေးဆိုတာဖြုတ်ထားတာကိုပြောတာပေါ့နော်ဖြုတ်ပြီးတော့မှပြောလို့ရတယ် jisho moteiru တရှင်တွေရှိလားအင်းမိုတဲရုအင်းမိုတဲရုအင်းရှိတယ်အင်းမိုတဲနိုင်အင်းမိုတဲနိုင်ဟမ်မရှိဘူးဒါဆိုအလေအီလေးတွေကိုဖြုတ်ပြီးတော့မှတဲရုတဲရုတဲနိုင်ဆိုပြီးတော့အဲ့လိုမျိုးလေးတွေသုံးလို့ရှိရယ်နော် Okay ဒီ conversation လေးတွေမှာလေ့လာမယ့်နောက်ဆုံးနံပါတ်5လေးကခဲတူတဲ့ခဲတူကကြတော့ဂနဲ့အတူတူပဲနော် ဆိုတော့စာအေးသားတော့တို့တွေဂလို့သုံးခဲ့တဲ့နေရာလေးမှာစကားပြောမှာခဲလို့လေးနဲ့သုံးလိုက်ခြင်းအဖြစ် plain style လေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီဂဆိုတာကတချို့နေရာတွေမှာဒေါ်လဲပဲလို့ဘာသာပြန်တယ်တချို့နေရာတွေမှာ topic အနေနဲ့ဖြစ်လို့ဆိုတဲ့ပုံစံမျိုးလေးနဲ့ဘာသာပြန်တာရှိရယ်နော်အောက်မှာ example sentence လေးလေးလာကြည့်မယ်ဆိုတော့ခါတဲ့ oishi ဒီ curry ဟင်စကောက်လားအင်း karaike to oishi in စပ်ပေးမယ်လေစကောက်ပါတယ် ဒါဆိုရင်ဒီမှာကခေတိုးလေးနဲ့တုံးထားတယ်တိုးတွေအရင်တော့လေးလာခဲ့တဲ့ပုံစံ style လေးတိုင်းဆိုလို့ရှိရင်အင်းခါဒါယီသက်ကအိုရှိသက်အဲ့လိုမျိုးလေးလာခဲ့ရနော်ဒါပေမဲ့ဒီ plain style လေးမှာကျတော့ကနေရာမှာခေတိုးလေးနဲ့အစားထိုးပြီးတော့တုံးလိုက်တယ်နောက်တစ်ချောင်းဆူမိုနိုချစ်ကတ်တိုးအရုခေတိုးအစ်ရှော်နီအီခနိုင်ဆူမိုအားကစားရဲ့ချစ်ကတ်တိုးဆိုတာတစ်ကတ်ပေါ့နော်လက်မှတ်ကအရုခေတိုးရှိလို့အစ်ရှော်နီဒီခဏိုင်းတူတူသွားမလားတို့ဒီအရင်တော့ကပုံမှန်ပိုလိုက်စတန်လေးနဲ့သုံးမယ်ဆိုလို့ရှိရင် စူမိုနိုချီကတ်တိုကအာရူဒတ်စ်ကနော်အေရှော်နီအီခီမာဆန်ကဆိုပြီးအဲ့လိုလေးသုံးလေးရှိရယ်နော်ဆိုတော့ဒီမှာ plain style နေဖြစ်တဲ့အတွက်ကနေရာမှာခေတိုးလေးနဲ့အစားထိုးလိုက်တယ်ပြင်ဒီမှာဆိုရင်လည်းအီခီမာဆန်ခဆိုနေရာမှာအီခါနန်လေးနဲ့အစားထိုးလိုက်တယ်နော်ဒါဆိုပြန်ပြည့်ရဲ့လူကအီးနဲ့ကောင်းတာပဲပေါ့နော်ဒီ conversation စကားပြောတွေမှာ plain style လေးတွေတုံးတဲ့အခါမှာလေ့လာမယ်အချက်၅ချက်ကိုလေ့လာခဲ့ရပေါ့နော်ဆိုတော့ဒီမှာဆိုရင် plain style ပြောင်းလေးတွေအခုထိမလေ့လာရသေးဘူးเนาะဆိုတော့ plain style ရပါတယ်လေဘယ်လိုနေရာမျိုးလေးတွေမှာဒီလိုမျိုးလေးတွေရှိတတ်တယ်ဆိုတော့ပဲလေ့လာရသေးတယ်တကယ် plain style ပြောင်းလေးလေးကိုဒုတိယဗီဒီယိုမှာဆက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်အားကြောင့်မပြတ်မကွက်ဒုတိယဗီဒီယိုလေးကိုလည်းကြည့်ရှုပေးပါဆိုတဲ့အခါမှာမတ်စကီနိုတို့ကလည်းအားမရှော့